ိုရင်းမှာလူတယောက်မှလေပညာတွေဘလောက်တက်တက်အတွေ့အကြုံမရှိရင်အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုအတွေ့အကြုံမရှိရင်အမှတ်ကောင်းတယောက်မဖြစ်ဘူးဒေါက်တာတက်တက်ခိုင်သူဆရာဝန်ဆရာဝန်ကနေအုပ်ချုပ်မှုတွေတင်တယ်တင်ပြီးတော့အခုဒီရွှေနန်းတော်ဖွင့်တယ်အခု NLG မှာသူဝင်ရွေးခန့်တယ်သူချမ်းသာတယ်သူဆရာဝန် သူ PhD အုံချုံမှုနဲ့စီမံခန့်ဒေါ်စုနဲ့ထိတ်တိုက်တွေ့တော့တာပဲဒေါ်စုနဲ့ထိတ်တိုက်တွေ့ပြီးတော့ဥကျော်စီရနဲ့သူနဲ့ပြဿနာတက်တယ်ဥကျော်စီရနဲ့သူနဲ့ပြဿနာတက်ပြီးတော့အခုသူဟလာ PPP ပါတီကနေတက်ယူမိကိုလိုင်းပုတ်တက်လာတာကနော် အခုလက်ရှိဟလာကရင်ပြည်နယ်မှာလူတရာလောက်ရှိတယ်နော်ဟလာဟိုရင်းပေါ့ထွက်ပြေးတဲ့လူကထွက်ပြေးတဲ့ဖန်ခံရတဲ့လူကဖန်ခံရတယ်ကြာဆုံးတဲ့လူကကြာဆုံးတဲ့လက်နဲ့တရာအများကြီးပဲအဲ့တော့သူသူရင်းပြောတယ်ခလာဟိုတက်လာတဲ့အမင်းကလေးတွေကတော့ပြောတာတော့ဟိုကကြုတ်ကြီးဟာ သူအနေနဲ့ဒီရွေးကောက်ပွဲအတွက်နော်သူဘလူတွေမေးပေးရမယ်ဆိုတာပြီးပြောနေအစောကိုရိုနာဖြစ်နေတဲ့အချိန်မှာဒေါ်စုကအကုန်လုံးခီးတွေထွက်တာလူစုလူဝေးတွေနဲ့ဖြစ်နေပြီ19ဟိုရင်1900ဟိုရင်2019ဂျပန်မှာလဲယိုကိုဟာမာကိုစိုက်ကပ်လာတဲ့တင်းမိုးဘဝဟွန်ကောင်ကအမျိုးသမီးမှာကိုရိုနာပါလာပြီးတော့အဲ့ဒီကနေကူးတော့တာ ကိုရိုနာဆရာကတရုတ်ပြည်ဟာအဲ2020မှာဦးတင်းကလာလိုက်သေးတယ်။ဟိုဘလူးကလာလိုက်သေးလေဆိုတော့ရှင်ကျင်းပင်လာလိုက်သေးတယ်မြန်မာပြည်ကို။ဟိုဘူချုပ်ကြီးကျော်ဆွေကရှင်ကျင်းပင်နဲ့တူဆူရှိမှာလေရှိမှာပြည်ဒေးရေးဝင်းကြီးကအလေးပြုလို့ဘူချုပ်ကြီးကျော်ဆွေအပတ်စဉ်22လို့ထင်တယ်။အဲ့ဒီကပြည်ဒေးရေးကနေပြီးတော့ဟလာဖြုတ်ခံရတယ်။ရိုးသားပါတယ်ကြိုးစားပါတယ်ဒါပေမဲ့ ဒီဒီကိုရင်းတော်စုနဲ့ရင်းနှီးလိုက်တာနောက်တစ်ယောက်ရှိသေးတယ်ကာကွယ်ရေးဝန်ကြီးဟိုမက်စ်မေဂျာနဲ့အောင်ပြီးတော့ဟိုကိုရင်းစုပေါ့တင်ချန်နဲ့ပတ်သက်လို့စုရတယ်တယောက်နောက်ကိုရင်းစစ်ပြန်စစ်မှုဌာနဟောင်းကိုရောက်သွားတယ်သူကတော့စုကနှစ်တရာတက်သူပွဲလုတာမှာသူကအစေးရေးတယ်အဲ့အစေးရေးထားတဲ့စာအုပ်ကျွမ်းစီမှာရှိတယ် ကျွန်မစီမံရှိတယ်အဲ့ဟိုရင်အဲ့မှာသူစောင်းပါရေးထားတယ်အဲ့တော့ဒီတက်မတော်တွေကလူတွေကတက်မတော်တွေကလူတွေကဘုချုပ်ကြီးကျော်ဆွေရလေဒီကိုရင်းနဲ့သွားပတ်တဲ့နေတယ်ဒေါ်စုနဲ့ပြည်တဲ့ရေးဝင်ကြီးကဟိုအနေရက်မှာပေါ့အဲ့တော့အခုခလာဟိုကျွန်မကြည်နေတယ်သူနေအစိုးရ အစိုးရပေါ့နော်အိုကိုကိုဒီကျမစကားကိုရောက်တီရောက်ရောက်နေမှာမလို့နည်းနည်းလေးချပ်ဖြတ်ပြပြစီမင်းကပုထူးတက်လာတယ်တက်လာပြီးတော့ तू ကဟိုသူ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုတော့ तू ဒီပလိုမာတက်ချင်တယ်ဒီပလိုမာတက်ချင်တာကဘာလဲဆိုတန်တမန်ရေးရဒီပလိုမာ तू တက်ချင်တယ်ကဲဆိုကျမကျမက तू ကြည်ပြီးတော့အဲ့ဒါကိုဒီနေ့ပေါ့နော်မတက်နိုင်ရင် तू ကကြိုးစားတာတော့မှန်နေဒါပေမဲ့ဟလား ကျမဖြစ်စီချင်တာကအသက်20နှစ်အောင်လာရင်ဟလာဆီယမာလီလို့ရင်းနေဆီယမာလီလို့ဒီအုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုမှာဝင်လို့ရင်းနေဝင်လို့အဲ့ဒီထဲကိုရောက်တော့မှသူတို့ကပိုလိရှိတယ်လေ confidentiality ရေးတော့မယ်ရေးတော့မယ်ဆိုအလုပ်ထဲမှာတစင်းစင်းဖတ်ရတာဒီအစီရင်ခံစားရဖတ်ရတယ်စတူဝါရေးပိုင်းဆိုင်ရနောက် ဥရင်အုပ်ချုပ်ရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာနောက်ဘတ်ဂျက်ဆိုင်ရာအဘန္တာရေးဆိုင်ရာအမြဲတမ်းစာဖတ်နေရတယ်။စာဖတ်နေပြီးတော့စီရင်ခန့်စားရရေးရတယ်။နောက်ပြီးတဲ့အခါမှာတက်ရတယ်။ကိုကျွန်မတို့စုဘွားကြီးတက်ပြီးစီပွားရေးဘာသာရက်တွေကိုတက်ပြီးဥပဒေပိုင်းဆိုင်ရာအုပ်ချုပ်မှုအုပ်ချုပ်မှုစီမံခန့်ခွဲမှုအုပ်ချုပ်မှုလောစီမံခန့်ခွဲမှုလောနောက်ကိုရင်းနေအခြေခံ 适应癌，去讲适应癌干嘛？适应适应适，适应是干嘛？适应适应疲劳嘛？带你啊啦！阿罗阿姑，嗯，马步做哦，表姐那个，哈啦，这休息嘞，不算是老公咪偷来的，公咪偷来俾的阿妈。我我三日我疲劳不喏，领导人呢？我三日两日三日我疲劳，拖得久不？ ဒါပေမဲ့ဒီဝန်တန်းနေနဲ့ဆက်ဆံနေအခါမှာသူကအလုတ်ထဲမှာအထက်ဒန်းတူအောက်ဆက်ဆံနေအခါမှာနော်ဥရင်အတော်ကိုလေဟိုအောက်ကိုလေနှိမ့်နေတဲ့ဘောမဟုတ်ဘူးဒန်းတူကြတော့လေမလေးစားတဲ့ဘောမဟုတ်ဘူးအထက်ကြတော့လေဒီမယိုသေးတဲ့ဘောမဟုတ်ဘူးပြောကြတယ်ကျမကိုပြောကြတယ်ဥရင်ပေါ့ကျမအပေါင်းတင်းစိတ်ဆန်ကြီးညံ့နေပေါ့ ဘန်ဒီဆက်ဆိုင်ရင်ညံ့တာမဟုတ်ဘူးလို့အခုမှဂျပန်မှာရှိနေတဲ့လူအခုတသိန်းကျော်နေအဲ့တသိန်းကျော်မှာဒီလူနေစုလောက်ကလေးပဲဟလာလူနေစုလောက်ကလေးပဲနာဆာကအစိုးရရင်းနဲ့ပတ်သက်ပြီးတော့စီးပွားရေးလုပ်မယ်။နောက်တရားဝင်ခလာဟိုသူတို့ကိုရင်းပေါ်ပတ်စပို့အစိမ့်လို့ပြောတယ်။သူတို့ဒီဝန်ထမ်းဟိုအရာတန်းနေဟလာတာဝန်ထမ်းဆောင်မှုလာတာ။ဂျန်နရီအားလုံးကနိုင်ငံရေးခုံလုံးတွင်နေဟာရီ။ ဘယုတ်နဲ့ဒုက္ခတွေတမဘောဟာကုစင်နာနဲ့အထရိနင်းဗီဇာနဲ့ကျမအလုပ်ထဲမှာ နေပါတယ်ကောင်မလေး30ကျော်တော်တော်ကိုလေဟိုဂျပန်စာဝူသူက level 2အောင်နေ eco ကလို့ပြောတယ်လာလို့ရတာက training visa နဲ့တင်း60လောက်ရတယ်တဲ့ဆိုတော့ အလူလူနေရင်းနဲ့သူကဘာဖြစ်နေလဲဆိုတော့ရတဲ့ငွေနဲ့ဟလာဟိုဂျပန်ကိုရောက်နေတဲ့နိုင်ငံရေးခုလုံခွင့်ရှောက်တယ်ဒီမှာတသက်လုံးနေမယ်သူက positive တွေပဲစဉ်းစားနေတာ negative ကတနေ့ကို14နာရီလောက်တဲ့အတွက်ခန္ဓာကိုယ်ကပိန်ပိန်လေးစားရစားရစားရအချိန်က4နာရီသူ့အုံနောက်က4နာရီအိပ်ရတဲ့အုံနောက်ဆိုတော့သူကတာတူပြေးနေတာသူက ဂျပန်ကိုရောက်တယ်ဆိုတော့မာရသွန်ကိုပြေးရတာကျမရှိမမအီတန်ကျူကြီးဟိုဒီမန္တလေးမှာလေအင်ဝဲပြီးပြီးမင်းမျိုးမှာလေခြံနေဝဲပြီးပြီးရန်ကုန်မှာလေတိုက်ဝဲပြီးပြီးရှိတယ်ဆုံးသွားတာအသက်60ကျော်နဲ့အလားဆိုတော့ဒီဂျပန်ကိုရောက်လာတဲ့လူတွေကနိုင်ငံရေးခလုံးကွင်းရောက်တယ်အသက်ကလည်းငယ်တယ်နောက်အကုန်တွဲရတွဲရကလေးတွေအတွဲလေးတွေနဲ့ဆိုတော့ ယောက်ျားလေးမိန်းကလေးဝင်ဝေးရတာဆိုတော့သူတို့ကဘာဖြစ်နေလဲဆိုချုံးမဲ့လေးတကွန်ဖြစ်ပြီးတော့မချမ်းမဘူးဆိုတာကိုသူတို့မသိဘူး။အုံနောက်က၄နိုင်ပဲအိတ်တဲ့အတွက်လဲကျသွားတာလေလဲကျသွားတဲ့အခါမှာအုံနောက်သွေးချောပြတ်တာလေနှလုံးကနေပြီးတဲ့အခါရက်သွားတာလေဒီတက်နတ်တို့ဘာဘာကတက်ဘီလ်ဒင်းကြီးမှာကိုရကျမသိတာ၈ထပ်အဲ့မှာလဲကျလဲကျပြီးတော့တခါတယ်အသက်ပါပါသွားတာလေများတယ် အဲ့ building ကြီးကမဲမဲမောင်မောင်နဲ့ကြီးလိုက်ရင်ဗမာပြည်ဆိုင်နေအောက်ထပ်မှာဆိုရင်ဒီတယောက်နဲ့တယောက်ရံဖြစ်ပြီးတော့ရိုက်ကြပြုတ်ကြပလင်းနေနဲ့ရိုက်ကြရံဖြစ်ကြဓာတ်နဲ့ထိုးကြကြီးနေတဲ့ဒီ tag building ကြီးကအယောင်ကလည်းမဲမဲကြီးနဲ့အော်လို့ဟလာဒီ30နဲ့3နှစ်အတွင်းမှာဖြစ်ခဲ့တာတွေကိုကြည့်ပြီးတော့ဒီကျမနဲ့တူတူအလုပ်တဲ့လုပ်တဲ့ကောင်မလေးကိုကျမတွေ့တဲ့အချိန်ကလည်းနေတယ်သူကနေသူ့အရှင်နဲ့သူဂျိုးမဲ့လေးတကွန်ဖြစ်နေတာ哦 ကျမဘာမှမပြောဘူးနောက်ခွဲရကနေလေးလာတူတူလို့ပြောအဝတ်ကတော့အစ်မဟုတ်ဘူးလို့ဟိုအာဖြစ်တယ်နွေတို့စောင်းတို့လူကျင်လာဆိုလူကျင်နေတဲ့တမီးတဲ့အာကိုရင်းဖြစ်တယ်ပါလဲဟိုဟာရာချုကူမှာဒီအဝတ်တွေပေါ့နော်ဦးသွားဝယ်တာဆိုတာအဲ့ဒါနေကျမကမန်ကရန်နဲ့သူနဲ့တပတ်လောက်ပဲထူနေရတော့မယ်အဲ့ကမန်ကရန်ကျမအဝတ်ကလေးတွေပေးလိုက်တယ်သူ့ကိုဆယ်ရီရှိတယ်ဟုတ်တယ်ကျမဆယ်ရီတောင်ပေးလိုက်တယ် ဒါပေမဲ့သူနဲ့ကျမနဲ့ဆက်ဆံရေးမှလေအတော်တတိထားရတယ်။သူကဘာဖြစ်နေလဲဆိုတော့ជីជីကမကြခင်ဆုံးတော့မှာជីជីကမကြခင်ဆုံးတော့မှာတမိကအသက်30။ဩဟာလာအင်းဟုတ်သားပဲနော်။အဲ့ဒါជីជីကအခုထိအလုံလုံနေရတယ်ဆိုတော့ကျမကျမရေးအတွက်လုံနေတာ။အဲ့တော့ကျမအခုအလုပ်တွေဖေးထားပြီးလိုင်းပေါ်တင်နေ။အခုလည်းလိုင်းဝင်းလေးအဲ့လိုဖြစ်နေ။ဟာကလာအခုဒီနေ့သူပါလွင့်လေလို့ဆိုရင်ကျမတို့ကမနေ့ပေါ့သူကမနေ့ကညပိုင်းပေါ့ ီကရင်ပြည်နယ်ရဲ့ map ကြီးကိုလှုပ်ပြီးတော့တော်တော်သိမ့်မိနေပြီပေါ့ကရင်ကဥရင်းထိပါသွားတယ်တနေ့နိုင်တိုင်း तू ဝမ်းတာနေတယ်အဲ့တော့ तू ဝမ်းတာနေလीမဖြစ်ဆိုတော့ကျမတို့ဒီမော်လမြိုင်ကိုအလုပ်ကိစ္စနေသွားကြတဲ့ကူကမော်လမြိုင်မှာကလားတွေဝင်နေပြီကလားတွေယူပဲမော်လမြိုင်မှာကျမဂျပန်ထွက်လာခင်ဒီ1992မှာပြေးသွားတော့လေပြေးမှာကလားတွေယူဝင်နေပြီ အဲ့တော့အခုကရင်ပြည်နယ်ရဲ့ဒီ KNU လို့ KNL လို့ကလာဒီကရင်အဖွဲ့တွေထဲမှာ အကုန်ကလားတွေကသူရင်တက်ခတ်ရေးမှာပါနေပြီကရမလည်းကလားတွေပါနေပြီ KI အမလည်းကလားတွေပါနေပြီအခုစကိုင်းတိုင်းကိုတိုက်နေတာကလားတွေကလားတွေအကုန်ဝင်နေတယ်ဆိုတော့သူကအခုကရင်ပြည်နယ်မှာတော်တော်သိမ့်မိနေပြီဆို ။ဦးနေရလေခလာကူကျမနာမည်မှားသွားမှဆိုလို့မပြောဘူးနော်။ကျမကလည်းအလုပ်တော်တော်များနေတယ်။အဲ့တော့ဒီနေ့ passport passport ကိုကျမဒီနေ့ဟိုဒီကျမဂျပန်လာတော့ကဝယ်လာဟိုဒီယူလာတဲ့ passport ကိုကျမအဲ့ဒါအခုရဲနောက်ကျမကိုဂျပန်ကပေးထားတဲ့ဥစ္စာကြီးကျမတက်တန်းထိုးတော်မယ်လေ။တက်တန်းထိုးတော်မယ်လို့ဆိုတော့ကျမအဲ့ဒါလေးကိုကိုရင် copy ကူရမယ်။လာဝကကိုတင်ရမှာအောင်။လိုအပ်တဲ့စာရွက်စာရဏီစုရတော်မယ်လေ။ ဲ့တော့ကိုရင်းဖြစ်တယ်ကျမအခုလူတက်ပြောတဲ့စကားဟိုရောက်ဒီရောက်ရင်ကလာခွန့်တော့ပါလှန်ခွင်းကတခါရဲကိုကိုရင်းဖြစ်နေဟိုဥတက်နေတယ်နရားမြဂျပန်ကိုလာတော့မှမလို့ဟလာဒီသိန်းဝင်နဲ့ဟိုကိုရင်းတို့ KNU ကသောမတ်စတိုရီတခါရဲပြီးတော့ဥတက်နေတယ်လို့သူကဥတက်နေတယ်ဟာကရင်ပြည်နယ်ကိုမြေပုံကြီးကိုရှေ့မှာချပြီးတော့အဲ့တော့ကျမကခုနက ပြောတဲ့စကားကိုပြန်ပြီးတော့ဟလာဆက်ဆက်ရတယ်ဆိုရင်သူတို့က positive ပဲကြည့်နေတာ negative ကဘာဖြစ်လာမလဲမသိဘူး negative ကဘာလဲလို့ဆိုရင်ရွေးကောက်ပွဲလုပ်မယ်အခုခလာတရုတ်ကိုသွားတဲ့အဖွဲ့ရှိတယ်ကြံ့ခိုင်ဖုံဖြူရေးကဘယ်လာရုစ်ကိုသွားတယ်အင်းစိန်အထိကရင်နေတက်လာတဲ့အခါကျတော့လှိုင်ဝင်းအဲ့ဒါကိုမမိနဲ့ ရန်ကုန်အစိုးရပဲရှိတဲ့အခါမှာဦးနုကအိန္ဒိယကိုသွားပြီးတော့တင်ဘောရဲ့အောက်မှာလက်နက်တွေအိန္ဒိယအစိုးရနေရူရောကပေးတာအပေါ်မှာဘော်ဒီညောင်ပင်နဲ့အုပ်လာပြီးတော့ KNU တွေကိုတိုက်တာအခုကျန်းဖို့ဥက္ကဋ္ဌကဘယ်လရုသွားတယ်ဒေါက်တာတက်တက်ခိုင်တို့နိုင်ငံရေးအဖွဲ့တွေကတရုတ်သွားတယ်ဒီတစ်ချက်ဒီတစ်ချက်နောက်တစ်ချက်ကဟလာဘင်္ဂလားဒေ့ရှ်နေဆက်မှာ ထောက်ပံ့ရေးရခိုင်ထောက်ပံ့ရခိုင်ပြည်မြောက်ပိုင်းအတွက်ထောက်ရခိုင်ပြည်တောင်ဖြစ်နေပြီရခိုင်ပြည်နယ်မြောက်ပိုင်းအတွက်ထောက်ပံ့ဖို့ရအတွက်ဇုံလုပ်တာကိုဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကညင်းတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာဘင်္ဂလားဒေ့ရှ်ကအလားထောက်ပံ့ကြေးလုပ်ပြီးတော့အမေရိကန်ရဲ့အမေရိကန်ရဲ့ထောက်ပံ့နေလက်နဲ့ပဲဖြစ်စေဟလာဂျူပြီးတော့မြန်မာနိုင်ငံနေကိုရခိုင်ပြည်နယ်ရဲ့မြောက်ပိုင်းနေ ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်ရဲ့နေဆက်ကိုချစ်ကုန်ယူပြီးယူရင်တဲ့လို့ရင်ဘင်္ဂလားဒေ့ရှ်ကယူကရိန်းလိုဖြစ်သွားမယ်အမေရိကန်အကူအညီကိုယူပြီးတော့ဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်ထဲကိုဝင်ပြီးတော့စီရေလုံးမယ်ဆိုရင်ရုရှားကလည်းရှိနေတယ်ကြောက်ဖြူစီမံကိန်းကလည်းရှိနေတော့တရုတ်ကနေမှာမဟုတ်ဘူးတဲ့အဲ့တော့ဘင်္ဂလားဒေ့ရှ်မှာမှာကအမေရိကန်နဲ့ဒီဘင်္ဂလားဒေ့ရှ်စစ်တပ်ကရှိနေမယ် ဒီကြောက်ဖြူကိုအခြေချပြီးတော့တရုတ်စစ်တပ်နဲ့ရုရှားနဲ့ဒီဘက်ကနာဆာကရဲ့တပ်မတော်ကရှိနေပြီးတော့ယူကရိန်းကိုဖြစ်ပြီးတော့ဘင်္ဂလားဒေ့ရှ်နာမယ်တဲ့ဒီလိုခေါင်းဖြူဖြူကြီးနဲ့ကျမတို့ခေါင်းဖြူဖြူကြီးနဲ့ဟလာဒီဟာစီနာကိုဖြုတ်လိုက်ပြီးတော့ရိုးရိုး UN ကထောက်ပံ့တဲ့ငွေနဲ့စင်ရဲသားတွေကိုချီးပြီးတော့ ငင်းချမ်းရေးနိုဘယ်ဆုကိုရထားတဲ့နိုင်ငံရေးသမားက UN နဲ့ပေါင်းပြီးတော့သူကရေးရှိကိုမကြည့်ပဲနဲ့ဒီလိုခြေကုပ်ကလေးပဲကိုရီးမားနေဆက်မှာယူလိုက်နေယူပြီးတော့မြန်မာပြည်ထဲကိုအမေရိကန်ရဲ့အကူအညီနဲ့အိတ်ပေးတဲ့လက်နက်တွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကတုံးပြီးတော့မြန်မာပြည်ကိုဝင်တိုက်မယ်ဟိုဟာကမဟုတ်ရေရှည်ကြည့်တယ်ဝင်တိုက်တာနဲ့တပြိုင်နက်တည်းကြောက်ဖြူအတွက်တရုတ်စစ်တပ်လာမယ်နီးနီးလေး ငယ်ဆက်ကြိုလိုက်တာနဲ့တရုတ်လာမယ်ဒါရင်မကဘူးအထဲထဲမှာဟလာအထဲထဲမှာအတက်ပညာတွေသင်ပေးနေတဲ့ရုရှားတွေဟာရှိတယ်အဲ့တော့ယူကရိန်းလိုဖြစ်မယ်တဲ့သူလက်မခံဘူးတဲ့ဆိုပြီးတော့ပြောတယ်အဲ့တော့အခုဟာဒီလှိုင်ဝင်းကလေဥတဲ့နေနေနဲ့ဒီဂျပန်မှာရှိနေတဲ့သိန်းငွေနဲ့ KNU ကလေဟလာဟိုရင်းကိုသွားတယ်ခုနကစကားကိုပြောချင်တာကျမကဟလာ ဂျပန်မှာအပေါင်းတင်နေတယ်ဆိုတာကျမမနစ်ဂိုရင်းတို့ကနှစ်ရက်ကျော်လောက်ကပြောပြီးပြီရီဆိုကလူပေါင်းမှလို့တပုံကိုပေါင်းပြီလို့နိုင်ငံကိုအုပ်ချုပ်နေတဲ့စပိန်ဆိုရသူ့ကိုပြစ်တက်လိုက်တယ်။ဂျမကလေဒီလိုရှုပ်ထွေးနေတဲ့ဟလာနိုင်ငံရေးခုလုံကွေးရှောက်ဖို့ရန်အတွက်လာပြီးတော့ပြည်တနာအမျိုးမျိုးနဲ့တဲ့နေတဲ့ဟလာလူတွေ နော်တန်ယုံရှိမှလေးနေ့တိုင်းဆန္ဒပြနေတယ်ကလားညနော်နောက်ပြီးတဲ့အခါမှာဟလာတန်တန်ယုံတဲမှာရှိနေတဲ့ဝန်ထမ်းတွေကို CDM လုပ်ဖို့အတွက်လှုံ့ဆော်နေတဲ့လူတွေဒီလိုမြင်ဂျပန်ရဲ့နိုင်ငံရေးမှာဂျပန်မှာခလာအောင်စိုးဦးလိုတဘုံထုံအောင်ကျော်လိုလက်နဲ့ပွဲစားကိုရင်တွင်းနေဖြစ်တဲ့ဗိုလ်ချုပ်တင်ဦးအိမ်ကိုပတ်ဆက်ဘုံပေးတဲ့မွတ်စလင်ကလာသိန်းဝင်နဲ့တောမတ်စတိုရီနေတာဟလား ဒီလိုတွေထောက်ဖို့လုံနေတဲ့ပခုတ်ကူကနီနီလိုင်းတို့တွေနေတာဒီအနေနဲ့လေးတပုံမိုင်းကျော်ဦးတို့နေတာဒီလိုရှုပ်ထွေးနေပြီးတော့ဟလာဘုံကြီးเจ้าမှာတက်ပြီးတော့ကပ္ပိယလုပ်ပြီးတော့ဟလာဟိုရင်းပေါ့ထောက်ဖို့လုံပြီးတော့လူကုံကူးပြီးတော့တန်ဃာတော်တွေကလည်းနိုင်ငံရေးခုလုံကွင်းကိုရှောက်ထားတာနေဒီလို60ကိုရာခိုင်နှုံးလောက်က အစိုးရစန့်ကျင်ရေးလုပ်ပြီးတော့ဂျပန်မှာအကြမ်းဖက်တွေနဲ့ခြေကုပ်ယူပြီးတော့ထောက်ပို့လုပ်ပြီးတော့ပြည်တွင်းမှာ PDF တွေနဲ့ဟလာကျောင်းကြီးမှာလက်နက်တွေထုတ်ပြီးတော့ကလေးတွေကိုတတ်နေတာနောက်ပြီးတော့အခုပြန်ပြီးဆွဲပြီးတော့ဟလာ ကိုရင်းဖြစ်ပြီးတော့ပြန်ပြီးဆွဲပြီးတော့ပကိုးမှာ၁၄နှစ်သားလေးကိုရဲရဲဆက်ဆက်နဲ့တတ်နေတာဒီလိုအကြမ်းဖက်တွေဒီလိုမရိနေလုံနေတာတွေကလူတွေကဂျပန်မှာ99ရာခိုင်နှုန်းရှိတယ် ဒီဘက်မှာရှိတဲ့ဘုံကြီးကျောင်းနေတောင်မှာပဲအဲ့မှာတနည်းသုံးတဲ့ဘုံတို့ကြီးတွေကကိုနိုင်ငံရေးခုလုံးဝေးရှာတာအဲ့ဒီအချိန်မှာနေတတ်အောင်မနေဘဲနဲ့တဘုံလာတဲ့လက်ခံနရမြလာရင်လည်းလက်ခံတကူရင်းလက်နဲ့ပွဲစားထုံးအောင်ကြော်လာရင်လည်းလက်ခံတည့်ရနဲ့အလေတဘုံမိုင်းကြော်ဦးလာရင်လည်းလက်ခံအိုရင်းဖြစ်နေတဲ့ဘူချုပ်တင်ဦးစီကိုပါဆယ်ဘုံပို့တဲ့ဟလာမွတ်စလင် အစ္စလမ်ဘာသာဝင်သိန်းွေလာရင်လည်းလက်ခံ OKNU Thomas လာရင်လည်းလက်ခံတော့ဂျပန်အစိုးရရောဂျပန်နိုင်ငံသားရေးဝန်ကြီးရောဂျပန်တရားရေးဝန်ကြီးဌာနရောလာဝကရောရဲကရောတခါတည်းကိုရင်းဖြစ်နေတော့တာသူတို့ဂျပန်လုံခြုံရေးအတွက်အခုနိုင်ငံရေးခုလုံခွင့်ရှောက်ထားတဲ့လူတွေကိုနေမြေကျော်လွန်ပြီးတော့သွားတာမလုပ်ရတာလို့ဟလာအလုတ်ခိုးလို့လို့ဟလာ အလုတ်ခိုးလို့လို့မနေ့ပိုင်းမှာဖန်သေးကိုပတ်စံထည့်ပြီးတော့ညနေပိုင်းအလုတ်မှာလက်နဲ့ပေးတာဒီမလုတ်တာဒီအခုရှောက်တဲ့အခုနိုင်ငံရေးခိုလုံကွေးရှောက်တဲ့၈တန်းလောက်ကိုတခါတည်းကိုဂျပန်လာဝကဥပဒေနဲ့ကိုရှက်တော့တာထို့သူဝင်မြန်မာပြည်ကနေပြီးတော့ဂျပန်ကူ training visa နဲ့လာမယ်လူတွေကိုလည်းခေါ်တဲ့ဥယေတွေကိုလည်း short လိုက်တာ ဒီလိုဂျပန်မှာအကြံဖက်ဒေလာဂျပန်မှာရှိနေတဲ့လူတွေကထောက်ပို့ရီလို့ဒီလိုရီလို့လို့လို့ဂျပန်လာဝကရောဂျပန်ရဲကရောဂျပန်နိုင်ငံကြားရေးဌာနရောအားလုံးစောင့်ကြည့်နေတဲ့အချိန်မှာဂျမဟိုလူလာပါအောင်အဒီလူလာပါအောင်နဲ့နေတတ်မှာအနည်းမတက်ရင် လောကကြီးရလေတင်ရမယ့်ပညာတောင်မှပဲကြောင်းနေမှလေလောကနေတီကိုသင်ကိုသင်ရမယ် အခုကျော်မျိုးမင်းကပြောသွားတယ်သူသားသမီးတွေကိုအစိုးရဌာနမှာအစိုးရကျောင်းနေမှာပဲထားတယ်တဲ့ဗမာပြည်မှာဗမာရင်ကျေးမှုနဲ့ပဲတဲ့ဂျန်နေတဲ့ဒီ private ကျောင်းတွေတောင်မထားဘူးတဲ့ international ကျောင်းဆိုဝေးလာဝေးတဲ့ချမလေးတူတူပဲအဲ့တော့ခုနကစကားကိုပြန်ကောက်ရမယ်ဆိုရင်ကျမအပေါင်းသိနေတယ်ဗျမမဟလာကျမအသက်အရွယ်89ကဟလာ ဟိုဆန္ဒပြတာလို့ပွဲတော်ကြီးသွားစားတာလို့ဟိုရင်းဖြစ်တာလို့ခလာအဲ့လိုနေရမယ့်ချိန်မဟုတ်ဘူးရွှေခင်းသာဆရာတော်ကြီးကိုတောင်ဖီလာဆရာတော်နဲ့ရွှေခင်းသာဆရာတော် တွေ့တော့တောင်ဖီလာဆရာတော်ကရွှေခင်းသာဆရာတော်ယူမိနေတော့တဲ့မှာတယောက်တည်းနေရတာတဲ့မကြောက်ဘူးလားတဲ့တာရဲတရိစံအဲ့ခါမှာရွှေခင်းသာဆရာတော်ကြီးကမေးတယ်အပြေးတယ်လူတွေကိုကြောက်လို့ပါဖေဟာတရိစံ တာရဲ့တရိษံတွေကိုမကြောက်ပါဘူးလူတွေကိုအခုလေကျမလည်းဖြတ်တန်းခဲ့ရတာအမျိုးမျိုးပဲနောက်ကနောက်ကျောကူဓာတ်နဲ့ထူတာတမျိုးဟုတ်ဒါမပြောနဲ့ဂျပန်ကတူတူလာတဲ့ဆောအူမာတောင်မှကာဘူကီချုံမှဒက်စီကာနဲ့ကျမကိုတခါတယ်ဂျပန်ဒရိုက်ဘာနဲ့ထည့်ပေးတာအကျန်းကောင်းကောင်းလားကျမကာဘူကီချုံဆိုတာဂျပန်မှာရခုစားရနေမိကျမဂျပန်ရောက်ခါစား44နှစ်ကျမအရွယ် ဲ့တော့ဂျမန်နေတူတူလာတဲ့စိုးဥမာတောင်ဟလာဒီလောက်ထိ तू ကဂျပန်စကားတက်တယ် तू ကဟလာရှင်ကျူကူကူကမြို့နေကရှင်ကျူကူနေရာကကာဘူကီချိုရာကူစာရှိတဲ့နေတက္ဆီခေါ်ပြီးတော့ထည့်ရတာဖြစ်ချင်ရဖြစ်မောင်ပတ်ချစ်ကျမကဂျပန်စကားမတက်ဘူးတက္ကစီဒရိုက်ဘာအင်္ဂလိပ်စကားမတက်ဘူးစာရွက်ကလေးမှရေးထားတာကိုဖတ်ပြတာကိုတငယ်ချင်းကလေအဲ့ဒီနေရာနေမကောင်းလို့အင်ကိုနေတဝက်နေလာတာ ူကလည်းအိမ်ရှိအရောက်ကျမကလည်းသူ့အိမ်ရှိအရောက်ဒရိုက်ဘာကောင်းလို့ပေါ့လူတယောက်မှကံပါတယ်ကုစုကံပါတယ်စဉ်းစားကြည့်ကျမပြောချင်တာကျမမျိုးကိုစနှင်းကလေးဝတူတူလာတဲ့လူရဲ့ဟလာသစ္စာဖောက်တာကိုခံရတာသူမှန်ကန်နေမှရှိလို့သူလှမ်းអော်တာမမအေးတန်ကျူမအေးတန်ကျူကျမကိုပြစ်မထားပါနဲ့ဆိုတော့ She is my assistant. Please. Please. Don't accept uh, uh, Green Ball. Please release to this girl. Right? Do you be well? Go up your right. Do what you want to say. Do what you want to say. Do what you want to say. ဲ့မှာကိုကတန်တရားဖြစ်ပြီးတော့သူ့ကိုမှန်ကန်နေထဲ့တာအဲ့ဒါကသူကလှမ်းអော်တာဗမာလူအမအီတန်ကျူကျမကိုပြစ်မထားပါနဲ့သူဝစ်ထားတာလဲမင်းသမီးအတိုင်းပဲဝေကပတ်တွေပါနေနေကျမကတော့ဥမာယောက်ျားနဲ့ဟလာထောင်ထောင်ထဲမှာယောက်ျားဆက်16နှစ်သားနဲ့14နှစ်သမီးကထောင်ဝင်စာပို့နေရတော့ကျမအပူတယ်အပေါ်ကအဖြူစပိုးရှက်လေးနဲ့အောက်ကမီကိုရောင်စကတ်လေးနဲ့ ကျမဆုပ်ပြတ်တန်းနေမင်းသမီးနဲ့ဟလာသူ့ရဲ့ခုကလာလာတယ်လို့ပဲတခါတည်းဟလာဟိုသူ့ရဲ့ waitress လာတယ်လို့ပဲနှစ်ယောက်ကဝင်လာတာကျမနဲ့သူနေအသက်70နှစ်กว่าတယ်လာတာတူတူနော်ဟလာရှင်းချုပ်ကလေးရောက်လေရောက်တက္ကစီခေါ်ဟိုတက္ကစီဘောကဆင်းလာတက္ကစီနဲ့တိုကျိုကနေတက္ကစီနဲ့တူတူလာတာရှင်းချုပ်ကလေးရောက်ကျမလာဝက်ကမှဒါတွေကိုအကုန်ပြော့ပြတယ် လာဝကနားထောင်နေတယ်အဲ့သူကနေပြီးတော့အဲ့လိုလွတ်လိုက်တာလို့ what is your နေဟုံးကိုကဈေးစင်းဝကရနိုင်တယ်ဆိုတော့ဟွန်သူနေတိုင်းဟင်တယ်မို့ခန့်ညိုကနေဟုံးကိုကရှိတယ်မဆိုတော့သူကတော့ဂျပန်စကားတတ်တယ်လို့အဲ့တော့ကျမကဘာပြောချင်တာလဲလို့ဆိုရင်ဒီအချိန်မှာကျမအေးအေးပဲနေတော့တယ် အဲ့တော့တက်ဆိုင်ရာတောင်လောက်ကတောင်မှာပဲကျွန်မကိုမီးတယ်။မင်းမကြမ်းမလို့နောက်ဆုံးအချင်းကြရင်မင်းဘလို့စစ်ကူလေတဲ့။လောက်ကကျွန်မဂျပန်မှာ၄ချိန်စေယုံတက်ပြီးတော့ဟာလာရှူတုဆူရှီမတ်တာတိုကီဝတ်တရှိပါဟီတိုရီတက်ကေဒါရီမိုဝတ်တရှိနိုဆိုပါနီအီနိုက်တက်စ်လို့ဘသူမှကျွန်မရဲ့ဘေးမှာမရှိဘူးကျွန်မတက်ရောက်တဲ့စေယုံကိုတက်တာလို့သူကစိုးရင်နေမင်းတက်ရောက်သေးဆိုရင်ဘလို့လို့မလဲတဲ့ ဲ့တော့ကျွန်မအခုပြောတာကမတူတူကိုပြောတာသူတက်မင်းဒီကလေးဒီကလေးမလေးကိုနေရလေခလာဟိုဟိုချင်းခွင်းရွာကိုဒီပေးရင်မှဘုံကျဲတာကိုဟိုဘကိုကဆရာတော့မှန်မချလို့တတ်တန်နဲ့ပတ်သက်ပြီးသူတချိန်မှားသွားတယ်ပြောတာတမလို့အပြစ်တင်နေပေါ့လေတမလို့ကဘုံကျဲတဲ့သဘောတချိန်မှားတယ်ခုတခါလေသူဘာလဲဆိုတန်တမန်ရေးရဆန်ရတဲ့ဟိုဒီပလိုမာကို ခုရင်းမှာလူတယောက်မှလေပညာတွေဘလောက်တက်တက်အတွေ့အကြုံမရှိရင်အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုအတွေ့အကြုံမရှိရင်အမှတ်ကောင်းတယောက်မဖြစ်ဘူးဒေါက်တာတက်တက်ခိုင်သူဆရာဝန်ဆရာဝန်ကနေအုပ်ချုပ်မှုတွေတင်တယ်တင်ပြီးတော့အခုဒီရွှေနန်းတော်ဖွင့်တယ်အခု NLG မှာသူဝင်ရွေးခန့်တယ်သူချမ်းသာတယ်သူဆရာဝန် သူ PhD အုပ်ချုပ်မှုနဲ့စီမံခန့်ဒေါ်စုနဲ့ထိတ်တိုက်တွေ့တော့တာပဲဒေါ်စုနဲ့ထိတ်တိုက်တွေ့ပြီးတော့ဥကျော်စီရနဲ့သူနဲ့ပြဿနာတက်တယ်ဥကျော်စီရနဲ့သူနဲ့ပြဿနာတက်ပြီးတော့အခုသူဟလာ PPP ပါတီကနေတက်ယူမယ်အ ਨੇ ဆုံးချစ်ပါမှာအမှတ်ဝင်ရွေးတဲ့လူကလေအ ਨੇ ဆုံး၁၀နှစ်အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုမှာပါတယ် ်ဆရာဝန်ဖြစ်လို့အမှတ်တက်ရွေးပြီးတော့ဝင်ကြီးချုပ်မဖြစ်ဘူးဆရာဝန်တော့အခုတော့စုလက်ထက်မှာဆရာဝန်ကြီးအားလုံးကိုဝင်ကြီးချုပ်ခန့်တာအကမောက်တွေကမတွေအကုန်ဖြစ်တာအခုလို့2021အာနာသိန်းလေးကအခုလို့သွေးချောင်းစီရတာရေတရက်ခံ3ရက်တက်ကဒေါ်စုနှစ်ကဆုံးသွားတဲ့ဒေါက်တာဇော်မြင့်မောင်သုံးကကွန်မြူနစ်ဦးဝင်းမြင့်သူကတိတ်တိတ်ယုံသွေးတောင်ပါသေးတယ် ဲ့တော့ကျွန်မထောင်လိုက်မိပြီပုံမှာเนาะခြင်ထားရမှာမလို့အဲ့တော့သူကတရုတ်သွေးတောင်ပါသေးတယ်သူတို့ကိုကာချုပ်နေဒူးပုတ်ချုပ်ကြီးကိုရင်းကဆွေဝင်းကဟာလာဆွေးနွေးပါလို့ပြောတာဟုတ်သူတို့ကမဆွေးနွေးဘူးမဆွေးနွေးတဲ့အတွေ့သူတို့ကိုထိမ့်သိမ့်လိုက်တယ်သူတို့ကိုထိမ့်သိမ့်လိုက်တဲ့အတွေ့တို့စုလေထိမ့်သိမ့်ပြီလေဆိုရော လက်နဲ့ကြိုင်တန်းရင်သားတပုံတွေက ဟလာလက်နဲ့ကင်တိုင်းရင်သားလူနေစုတပုံတွေကဒေါ်ဆွချောင်အမေရိကန်တို့ EU တို့တွေကထောက်ပံ့နေတာအဲ့တော့အမေရိကန်တို့ EU တို့ရဲ့ထောက်ပံ့ငွေကိုသူတို့ကယူပြီးတော့တပုံထတာဒေါ်ဆုရှိနေတဲ့အချိန်မှာအမေရိကန်တို့ EU တို့တွေကဒေါ်ဆုကိုယုံကြည်တဲ့အတွက်သူတို့တွေဇောင်းမထရဲဘူးလက်နဲ့ကင်တိုင်းရင်သားတပုံတွေကအဲ့တော့ကျမပြောချင်တာကဒေါ်ဆုက အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုမှာမလုပ်ခဲ့ဘူး။အော့ခ်စဖို့ကပဲအောင်နေပွဲရတယ်။ဂျပန်မှာလာပြီးတော့စာရန်ပြုစ်လက်တွေ့မပါဘူးပူတူးနားလေဘူး။ဒေါက်တာတက်တက်ခိုင်လေသူကလာရွှေနန်းတော်ရွှေဆိုင်နေဖွင့်မယ်ဟလားသူကိုရင်းဖြစ်မယ်ဒီရွှေဆိုင်နဲ့ပတ်သက်လို့ရွှေလုပ်ငန်းနဲ့ပတ်သက်လို့ကုန်ပစ္စည်းတွေထုံမယ်ရောင်းမယ်ဟလားဆက်ဆံမယ်ဒါပေမဲ့ဌာနတစ်ခုရဲ့အတိုင်းပြေတစ်ခုရဲ့ဌာနတစ်ခုရဲ့ ုပ်ချုပ်မှုစီမံခန့်ခွဲမှုသူ့မှာမရှိဘူးဌာနတစ်ခုရဲ့လက်တွေ့မရှိရင်တိုင်းပြည်ကြီးတစ်ခုလုံးကိုအုပ်ချုပ်မဲ့အစိုးရအဖွဲ့မှာဘယ်လိုလုပ်ပြီးတော့ပါနိုင်မလဲအဲ့တော့ပုတူမအောင်ပြောချင်တာအခုဟလာကိုရင်းဖြစ်တယ်ဆယ်လီဖြစ်တယ်ဟလာတိတ်နေချီပြီးတော့ तू ပြောတာ ड़ी ဖြစ်တယ် तू က तू ကစည်ရဲဆိုရင်စည်ရဲတွေကို तू မှတ်ပြီးတော့ပြောတာအနည်းဆုံး10နှစ်10နှစ် ဆယ်နှစ်အတွေ့အကြုံရှိရတယ်အဲ့မှာ branch အကုန်လုံးကိုတည်နေရတယ်ကိုရင်းကိုသွားမယ် admin အုပ်ချုပ်မှုပြီးတဲ့အခါ administration ပြီးတဲ့အခါကိုရင်းနေစီးပွားရေး economics ပြီးတဲ့အခါပညာရေးအပြီးတဲ့အခါလုပ်ငန်းစစ်ဆေးရေး auditing auditing ပြီးတဲ့အခါကြာရင်လုပ်ငန်းစစ်ဆေးရေးပြီးတဲ့အခါကြာရင် finance budget budget ပြီးတဲ့အခါကြာရင်ဟာလား finance ြီးတဲ့အခါကြတဲ့အခါမှာ banking branch တွေအဲ branch တွေရှိနေတဲ့ branch တွေအလုံးကိုပြီးတော့မှ feel စင်တော့တာလူတို့နဲ့ထိတ်တိုက်တွေ့တော့တာ